လွန်ခဲ့တဲ့၄ရက်ကကျွန်တော်ရဲ့ page မှာ page လေးနောက်ထပ်တစ်ခုပေါ့နော်ဒီ content monetization startup ပွင့်လာလို့ကျွန်တော်ထပ်ပြီးတော့တင်လိုက်တယ်ကျွန်တော်ရဲ့နောက်ထပ် page တစ်ခုကတော့ပွင့်သွားပြန်ပြီဆိုပြီးတော့ကျွန်တော်တင်လိုက်တယ်တင်လိုက်တဲ့ပို့အောင်မှာကျွန်တော်လာပြီးတော့မှန်ကြတာများစွာမှန်နေများစွာရှိပါတယ်အဲ့ဒီမှန်နေကဘာလဲဆိုလို့ရှင်ကျွန်တော်တို့ DCN startup ရဖို့အတွက်ကိုဘယ်လိုမျိုးလုပ်ရမလဲဆိုပြီးတော့မေးထားကြတဲ့သူတွေပေါ့နော် စီယားစတာရဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးထားကြတဲ့သူတွေများစွာရှိပါတယ်အဲ့တော့ကျွန်တော်စာနဲ့လည်းတက်နိုင်တဲ့လောက်ကျွန်တော်အနည်းဆက်ဆုံးအလွယ်ကူဆုံးဖြည့်ပေးထားပါတယ်ဗီဒီယိုလေးနဲ့လုပ်ပြီးတော့လည်းဖြည့်ပေးမယ်လို့လည်းပြောထားတယ်ဒါပေမဲ့အလောက်ကဒီရက်ထဲမှာအရန်ကြာနေတာဖြစ်တဲ့အတွက်ကျွန်တော်အာ အိမ်မှာလုံနေရရင်တော့ပြဿနာမရှိဘူးအလုတ်ကအပြင်ကိုထွက်ထွက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်မလုံဖြစ်တာပေါ့နော်အဲ့တော့ဒီညတော့ကျွန်တော်မတက်နိုင်ဘူးကျွန်တော်ရအောင်လုံမယ်ဆိုပြီးတော့ကျွန်တော်လုံတာဖြစ်ပါတယ်အဲ့တော့ဘာရေးထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖွင့်ကျင်တယ်ဘယ်လိုလုပ်ရမလဲရှင်ဆိုပြီးတော့ရေးထားတာတွေလည်းရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာအဲဒီပေးအောင်နဲ့ပတ်သက်တဲ့ပြဿနာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ပေးအောင် တကန်တကန်တက်တက်သွားလိုက်တော့မယ်ပေါ့နော်နောက်တစ်ခုကညီမမဆိုလို့ရှိရင်တခုမှမပွင့်သေးဘူးပေါ့နော်ပြီးလို့ရှိရင်တခုမှမပွင့်သေးဘူးကွဲဆိုပြီးတော့ညီသွားကြတဲ့သူတွေလည်းရှိတယ်ဘလို့လောက်ရလဲပြပေါ့နော်အဲ့လိုမျိုးလာပြီးတော့မေးထားကြတဲ့သူတွေလည်းရှိတယ်အာစိတ်ဝင်စားပါတယ်လောက်တက်ရှင်လိုက်တာဆိုပြီးတော့ကျွန်တော်တွေရေးထားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့နာမည်လေးတွေတော့ကျွန်တော်မခေါ်ပြီးတော့ဘူးပေါ့နော်ပွင့်ရင်လိုက်တာအဲ့လိုတွေဆိုပြီးတော့ပြောထားတဲ့သူတွေလည်းရှိတယ်ပေါ့နော်အားလုံးကိုကျွန်တော်ခြုံပြီးတော့ ပြန်ပြီးတော့ဖြည့်ပြီးသွားပါမယ်အဲ့တော့ကျွန်တော်တို့က quantum monetization startup ကိုလိုချင်တယ်ဆိုလို့ချင်ရင်ကျွန်တော်အရေးကြီးဆုံးအချက်ကဘာလဲဆိုလို့ချင်ကိုယ့်ရဲ့ကိုယ်ပိုင် quantum ပေါ့နော်ကိုယ်ပိုင် quantum ဖြစ်ဖို့လိုတယ်ကိုယ်ပိုင် quantum တွေကိုများများလေးကျွန်တော်တို့ကလုပ်ပြတာကောင်းတယ်ကိုယ်ပိုင် quantum တွေကြည့်တင်တာကောင်းတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ချင်ကျွန်တော်တို့ကသူ့ရဲ့ community ပေါ့နော် Facebook ရဲ့ community ကိုကျွန်တော်တို့တွေ like နာဖို့လိုပါတယ်။ပြီးရင် Facebook community ကိုဘယ်မှာသွားပြီးတော့ဖတ်ရမလဲဆိုတာကိုလည်းပြန်ပြီးတော့ပြောပြပေးမယ်ပေါ့နော်။အဲ့တော့ကိုပိုင် content ဆိုတဲ့နေရာမှာကျွန်တော်ဘာကိုပြောတာလဲဆိုလို့ရှိရင်ကိုကဘာကိုကြွန့်ကျင်တာလဲပေါ့နော်။ကိုပါကိုကျွမ်းကျင်တာလေဟလာမိန်ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီနေ့ခေတ်ကြီးမှာဝင်ငွေရှာရအရန်လွယ်ပူတဲ့ခေတ်ဖြစ်ပါတယ်အဲ့တော့ ဒီလိုမျိုးအရန်လွယ်ကူတဲ့ခေကြီးမှာကိုကတနေ့တနေ့ကျုပ်တွေ user အဖြစ်ပဲအချိန်ဖြုံးပြီးတော့မနေပဲနဲ့ဒါလေးတွေကိုကျုပ်လေ့လာပြီးတော့ဒါဝင်ငွေချမယ်ဆိုလို့ချင်းအရန်ကိုလွယ်ကူပါတယ်အဲ့တော့ကိုပိုင် content ဆိုတဲ့ဟာကျတို့ဘာလို့ကြွန့်ကျင်တာလဲပညာရေးနဲ့ပတ်သက်ပြီးတော့ကျုပ်ကမျှဝေပေးကျင်တာလားပေါ့နော်အဲ့တော့ ကျောက်တရုတ်စကားမျှဝေချင်တာလားဒါမှမဟုတ်ဘူးဆိုလို့ချင်းကျောက်ထိုင်းစကားတွေမျှဝေချင်တာလားဂျပန်စကားတွေပေါ့နော်ဒီ speaking တွေဒါတွေကိုမျှဝေပေးချင်တာလားဒါမှမဟုတ်ဘူးကျွန်တော်တို့ဒီကအခြားသောဟလာကျွန်တော်ဆိုလို့ချင်း ကွန်ပျူတာနဲ့ပတ်သက်ပြီးဖုန်းနဲ့ပတ်သက်ပြီးပေါ့နော်ဒီကဝင်ဝေရှာတဲ့အကြောင်းအရာတွေဗီဒီယို edit တီးလုပ်တာတွေကွန်ပျူတာအသုံးပြုတာတွေအာ Adobe Photoshop ကိုအသုံးပြုတာတွေကျွန်တော်ဒါတွေကိုမျှဝေပေးတယ်နည်းပညာပိုင်းပေါ့ဗျာအဲ့တော့နည်းပညာပိုင်းကိုကျွန်တော်မျှဝေပေးတယ်အဲ့တော့ကိုကရောဘာကိုကျွမ်းကျင်လဲပေါ့နော်အဲကို့မှာအချက်ပြုတ်ကျွမ်းကျင်တာလားဒါမှမဟုတ်ဘူးလားအစားအသောက်တွေကိုစားတာကိုကိုကໃຈနှက်တက်တာလားပေါ့နော်ဒါမှမဟုတ်ဟာခီးတွေတွားပြပြီးတော့ဘလော့တွေရိုက်တာကိုကျွန်တော်တို့ໃຈနှက်တက်တာလား ပေါ့နော်အဲ့လိုအဲ့လို level အသီးသီးပေါ့နော်ကိုကျွမ်းကျင်ရကျွမ်းကျင်ရရောက Facebook မှာပြန်ပြီးတော့မျှဝေတာဒါကိုကိုပိုင်ခွန်ထန်းလို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကိုပိုင်ခွန်ထန်းတွေ ကို ကျွန်တော်တို့ဖန်တီးပါဟုတ်လားအကောင့်နဲ့လှုပ်တာထက်ကျွန်တော်တို့တွေကပိတ်နဲ့လှုပ်တာကိုပို့ပြီးတော့ recommend ပေးပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပိတ်နဲ့ ကင်နေတာဖြစ်တဲ့အတွက်ကျွန်တော်ပိတ်ကို record မှပေးတယ်ပိတ်နဲ့အကောင့်နဲ့အာသာချက်အားနည်းချက်တော့ရှိတယ်ဘယ်လိုမျိုးအာသာချက်အားနည်းချက်ရှိတာလဲဆိုလို့ရှင်ကျွန်တော်ပိတ်ကကြတော့0ကနေပြီးတော့စရတာဖြစ်တဲ့အတွက်ကျွန်တော် follower 9000ရဖို့အတွက်ကိုမနေစူးစမ်းရတယ်ပေါ့နော်အဲတချို့လွယ်ကူတဲ့သူတွေအတွက်လည်းလွယ်ကူတယ်အာလွယ်ကူအောင်လောက်တဲ့သူတွေလည်းရှိတယ်ဗောနော်အဲ့တော့ဒီနေရာမှာကျောင်းက follower 9000ကြာမှာ ဒီ monetization startup ကိုဝင်ငွေခြာခွင့် startup ကိုရဖို့ရမယ်ဆိုပြီးတော့ကျွန်တော်တို့ကဟိုမတမာတဲ့နီလန်းတွေနဲ့ပေါ့နော်မတမာတဲ့နီလန်းတွေနဲ့ကျွန်တော်တို့ဟာ follower တိုးတာမျိုးတို့ follower ဝယ်လိုက်တာမျိုးတို့အဲ့လိုမျိုးတွေလုံးဝမလုပ်ပါနဲ့နော်အဲ့လိုမျိုးတွေလုံးဝမလုပ်ပါနဲ့အဲ့ဒါဒီလုံးဝအကျုံးမဝင်ပါကျွန်တော်တို့ fake တစ်ခုအနေနဲ့တော့ကိုယ့်ရဲ့ page က အဲပါဝါတစ်ခုအနေနဲ့တော့အာဒီပိတ်မှာလူဘလောက်ရှိတယ်ဆိုတာမျိုးတော့မြင်ကောင်းမြင်ရနိုင်တယ်ဒါပေမဲ့ကျောင်းဝင်ဝေချာတဲ့နေရာမှာကျတော့လုံးဝအဲ့ဒါကအကျုံးမဝင်ပါဘူးဒါကြောင့်မို့လို့ကျောင်းကကိုယ့်ရဲ့ Orion ကို Organic ကျွန်တော်တို့ Organic ကိုချပါ Organic ကိုချဖို့အတွက်ကလည်းကျွန်တော်တို့ကျွမ်းကျင်တဲ့အရာတွေပဲလူတွေကိုအကျိုးရှိစေမယ့်အရာတွေကိုမျှဝေပေးအကျိုးရှိမယ့်အကြောင်းအရာတွေကိုကျောင်းပြောပေးဒါဆိုလို့ချင်းကျတော်တို့ကျတော်တို့ကိုကြိုက်နှစ်တတ်တဲ့ လူတစုကချီကိုချီတယ်အဲ့ဒီလူတွေရောက်လာရောက်လာတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကရှာပါအဲ့ဒါဒီကျတော့ဘူးထိုးတာဘာညာတော့မပြောလို့ဘူးပေါ့ဗျာဒါကတော့ကျုပ်တွေအခါအားလျော်စွာလှုပ်လို့ရတယ်ရပန်ရခါလှုပ်လို့ရတယ်ပေါ့နော်ခုနကလူမျိုးဟလာ follower သွားပြီးတော့တိုးလိုက်တယ်ဆိုလို့ရှင်ပတ်စံကုံသွားတာပဲအဖတ်တင်ပါလိမ့်မယ်ဒါကြောင့်ဟလာသူ့ရဲ့အားသာချက်အားနည်းချက်မှာဆိုလို့ရှင်ကိုက 0ဘောင်းကနေစတာဖြစ်တဲ့အတွက်ဒီဖိုင်းလေးတွေကိုကျုပ်တွေစူးစမ်းရမယ်အဲစာပစ်တွေဘာတွေအပ်တဲ့အခါမှာဆိုလို့ရှိရင်တော့သူ့ရဲ့ဟလာအာသာချက်အနေနဲ့ကဘာလဲဆိုလို့ရှိရင်ကျတို့ကအက်ဒမင်ပေးလိုက်ရပြီကျတို့ပိတ်ကိုကျတို့အုံနာချစ်ယူထားတယ်ဆိုလို့ရှိရင်အဲ့ဒီအက်ဒမင်ဒီကျတို့ကိုလုံးဝလှုပ်လို့မရဘူးပေါ့နော်ကျွန်တော်တို့ကသူ့ကိုအပြင်အာအချိန်မရွေးထုတ်ပလိုက်လို့ရတယ်ဒါကြောင့်မို့လို့ကျတို့က page နဲ့အလုံးလုံးပါ အကောက်ကကြတော့သူ့ရဲ့အားတာချက်ကဘယ်လိုလဲဆိုလို့ရှိရင်ကို့မှာဟာလာ follow ကို့ရဲ့ friend က၄000ရှိတယ်သဘောတကူအာ2000ရှိတယ်သဘောတကူ3000ရှိတယ်အဲ့ဒါကိုက profile page ကိုကိုပြောင်းလိုက်တယ်ပေါ့ဗျာ page အဖြစ်ပြောင်းလိုက်တယ်ပြောင်းလိုက်တယ်ဆိုလို့ရှိရင်အထဲမှာရှိနေတဲ့တငယ်ချင်းအားလုံးဒီ follower ဖြစ်သွားတယ်။ follower ဖြစ်သွားတာဖြစ်တဲ့အတွက်ကျတို့အဲ့ဒါ follower ရှာရတဲ့အပိုင်းမှာကျတို့ ဟိုအဆင်ပြေတယ်ပေါ့ဗျာနော်ဒါပေမဲ့အားနေချက်အနေနဲ့ကကြတော့ကိုယ့်ရဲ့အအမယွန်တစ်ခုခုကြောင်းပေါ့နော်ပိတ်ဝါအအကောက်ဝါဝါတာမျိုးတို့ညီဝါတာမျိုးတို့မော်နီတိုက်ကြသွားတာမျိုးတို့ပေါ့နော်အဲ့လိုမျိုးပြဿနာတွေဖြစ်လာတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျတို့ကကိုယ့်ရဲ့အကောက်ကို ဟလာပေးလိုက်ရတာဖြစ်တယ်ဗောနော်စာပစ်ကိုပေးလိုက်ရတာကျွန်တော်ကြီမေးပေးရမယ်ပတ်စဝတ်ပေးရမယ်ဒါတွေကိုကျွန်တော်ပေးလိုက်ရတာဖြစ်တယ်ဗောနော်ကိုယ့်ရဲ့ personal account ကြီးကိုပေးရတာဖြစ်တယ်ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အတွက်ဟိုအစင်မပြေနေဘူးဗောနော်အစင်မပြေနေဘူးဒါကြောင့်မို့လို့ကျွန်တော်တို့က recommend ပေးချင်တာကတော့ပိတ်နဲ့ run ပါလို့ recommend ပေးချင်တယ်အ account နဲ့ run ထားတဲ့သူတွေဆိုလို့ချင်းလား run ပေါ့နော်ဆက်ပြီးတော့ run ပေါ့အခုမှဆက် run မဲ့သူတွေဆိုလို့ချင်းတော့ကျွန်တော်တို့တွေကပိတ်နေ run စီခြင်းနဲ့အဲ့တော့သူတို့ရဲ့တတ်မှတ်ချက်ကတော့ရေဝူရအားဖြင့်အရင်တုန်းကဆိုလို့ချင်းတော့ကျွန်တော်တို့ follower 9000ရှိရမယ်ကြည့်ရှုမိနစ်ဝဟဝါ6000ရှိရမယ်နောက်တစ်ခုကသူတို့တတ်မှတ်ထားတဲ့ နိုင်ငံတွေကဖြစ်ရမယ်ပေါ့နော်သူတို့သတ်မှတ်ထားတဲ့နိုင်ငံတွေကဖြစ်ရမယ်ကျောင်းဝင်ငွေပေးထားတဲ့နိုင်ငံအကလုံး52နိုင်ငံရှိတယ်အဲ့ဒီထဲမှာကိုကရှိနေရမယ်ကိုကစင်ကာပူမှာပဲရှိရှိမလေးမှာပဲရှိရှိထိုင်းမှာပဲရှိရှိဒါအနည်းဆက်ဆုံးအနားလေးကနိုင်ငံတွေကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီနိုင်ငံတွေမှာကိုရှိဖို့လိုတယ်မြန်မာပြည်ကတော့မရဘူးလားဆိုတော့ရပါတယ်ကြော်ခွားပြီးလောက်အောင်အဲ့ဒါနောက်တစ်ပိုင်းပေါ့နော်အပိုင်းသူ့အပိုင်းနဲ့သူသွားမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်အဲ့ဒီတိုင်းကျွန်တော်တို့တွေဟိုကလောက်ရတယ်ပေါ့နော် အဲ့ဒါရေဘူးရအဖြစ်ဒါအခြေခံရှိထားမယ်အဲ့ဒီစတန်အပ်ကိုရဖို့အတွက်ကကျွန်တော်တို့ခုနကပြောသလိုပဲကိုကကိုပိုင်ခွန်ထန့်ကိုပဲကိုဖန်တီးပါကိုဖန်တီးပြီးတော့ကိုဇက်တိုက်တင်သွားဒီနေရာမှာကျွန်တော်တွေကဇက်တိုက်လုပ်ဖို့အရေးကြီးတယ်ပေါ့နော်ဇက်တိုက်လုပ်ဖို့အရေးကြီးတယ်ပို့တင်တဲ့အခါမှာကျွန်တော်အော်လီယန်ကိုကျွန်တော်ကြည့်ရလိမ့်မယ်ကိုရဲ့အော်လီယန်ကဘယ်အချိန်မှာလိုင်းပေါ်မှာအများဆုံးရှိတယ်လိုင်းပေါ်အများဆုံးရှိတဲ့အချိန်ကိုကျွန်တော်တင်ပေးရမှာဖြစ်ပါတယ် တဘောတစ်ခုကျွန်တော်တို့ကမနက်9:20နာရီ20လောက်ပေါ့နော်မနက်ခင်းဆိုလို့ချင်း9:20နာရီ20လောက်ညဆိုလို့ချင်းအာ9:00နာရီခွဲ7:00နာရီဝင်းကျင် လောက်ပေါ့နော်အဲအဲ့လိုမျိုးကျွန်တော်တို့တွေက audience တွေအများဆုံးတက်တဲ့အချိန်ပေါ့နော်လူတွေအနားယူတဲ့အချိန်ပေါ့ဗျာအဲ့ဒီအချိန်ကိုကျွန်တော်တို့တွေ post တွေကိုမဖြစ်မနေ နေ့တိုင်းနေ့တိုင်းတင်ပေးရတယ်အဒီနေ့တော့ကျွန်တော်တို့နှစ်ပုတ်တင်လိုက်တယ်နောက်နေ့ကျတော့တပုတ်တင်တယ်တပတ်လောက်နေမှတပုတ်တင်တယ်အဲ့လိုမျိုးကျွန်တော်တို့မရဘူးစက်တိုက်စက်တိုက်တင်ပေးရမယ်အဲ့တော့ community ကိုကျွန်တော်တို့ဗမာသွားပြီးတော့ကြည်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပေးပဲဖြစ်ဖြစ်အကောက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ community ကအတူတူပဲပေါ့နော် community သွားပြီးတော့ကြည်လို့ရတယ်အဲ့ဒီမှာကျွန်တော်တို့မြန်မာလိုသွားပြီးတော့ဖတ်လို့ရတယ်အဲ့တော့ မသိသေးတဲ့သူတွေဆိုလို့ချင်းတော့ဒါကျွန်တော်ရဲ့ page လေးဖြစ်ပါတယ် page လေးကိုမိတ်ဆက်ပေးတာပါဒီ page လေးကိုလည်းအာဒီဝင်ဝေချခြင်းနဲ့ပတ်သက်ပြီးတော့ YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်သိကျင်တဲ့အကြောင်းအရာတွေကိုကျွန်တော်တွေကဒီမှာလာပြီးတော့တင်ပေးနေတာဖြစ်တဲ့အတွက် follow လေးလုပ်ပြီးတော့ YouTube မှာဆိုလဲ subscribe လေးလုပ်ပေးထားပါအောင်ခင်ဗျာเนาะဒါကြုံလို့ပြောတာပါကျွန်တော်ဘယ်တော့မှမတောင်းလို့ပါဘူးအဲ့တော့ကျွန်တော်တွေကဒီမှာ profile လေးကိုဒီမှာနှိပ်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ ကျုပ်ဒီမှာစတီပေါ့နော်စတီကိုတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်စတီစွာကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်မယ်နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျုပ်ဒီအောက်ဆုံးရောင်ဆွဲချလိုက် အောက်ဆုံးရောင်းဆွဲချလိုက်ပေါ့နော်ဆွဲချပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ community standard ဆိုတာရှိတယ်ပေါ့နော်ဖုံးမှလည်းအတူတူပဲနော်ဖုံးမှလည်းအဲ့လိုပဲအောက်ဆုံးနေရာလေးမှာ community standard ဆိုတာရှိပါတယ်ဒီနေ့ကကျွန်တော်ဖုံးအားနည်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ကွန်ပျူတာနဲ့ပြပေးတာဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဖုံးသမားရောကွန်ပျူတာသမားရောကြည့်လို့ရတဲ့ဗီဒီယိုဖြစ်တဲ့အတွက်ကျွန်တော်ကွန်ပျူတာနဲ့ပဲပြပေးတာဖြစ်ပါတယ်အဲ့တော့ community standard လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ community standard ဆိုပြီးတော့ပြောထားတယ်ပေါ့နော် အဲ့ဒီမှာကျွန်တော်တို့ကဒီမှာလမ်းခွေးကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ဒီလမ်းခွေးနေရာမှာကျွန်တော်မြန်မာကိုရွေးပေးလိုက်ပါနော်โอเคဒီမှာနော်မြန်မာဘာသာကျွန်တော်ရွေးပေးလိုက်ပြီမြန်မာဘာသာရွေးပေးလိုက်ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာသူ့ရဲ့မူဝါဒတွေစီကံထိန်းသိမ်းမှုတွေဘေးကင်းလုံခြုံရေးတွေလှုပ်ဆောင်ချက်တွေပေါ့နော်အဲကြီးကြပ်ထိန်းသိမ်းပုံတွေပေါ့နော်သူတေအဲသူတေသနာသုံးကရိယာများပေါ့နော်စီရင်ခံစာများဆိုပြီးတော့ကျွန်တော်တို့ဒီမှာရှိပါတယ်ဒီမှာလာပြီးတော့ကျွန်တော်တို့တေချာလေးဖတ် ဖြည်းဖြည်းအေးအေးနဲ့တေးချာလေးကျွန်တော်ဖတ်ပေါ့နော်ဖတ်ပြီးတော့ဒီထဲကစီကံချက်တွေကိုကျွန်တော်လိုက်နာပေါ့နော်ဒီထဲကစီကံချက်တွေကိုလိုက်နာပါလိုက်နာပြီးတော့ကျွန်တော်တွေကလှုပ်ဆောင်ပေါ့နော်အဲ့ဒါလှုပ်ဆောင်သွားပါတော့ခွင့်ပြုထားတာတွေရှိတယ်ခွင့်မပြုထားတာတွေရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ community standard ကိုကျွန်တော်ဗမာဖတ်ရမလဲဆိုတာတိသွားပြီပေါ့နော်တိသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကဒီမှာလာပြီးတော့ဖတ်ပေးပါနောက်တစ်ခုကကျွန်တော်တို့ကဒီ ဝင်ငွေချခြင်းနဲ့ပတ်သက်ပြီးတော့လေပေါ့နော်ဝင်ငွေချပြီးခြင်းနဲ့ပတ်သက်ပြီးတော့လေဒီထူးတစ်ခုချင်းစီတိုင်းမှာလေသူ့ရဲ့ဟိုဟာတွေပေါ့နော်ထူးတစ်ခုချင်းစီတိုင်းမှာလေကျွန်တော်ကကိုဖတ်ခြင်းနဲ့အကြောင်းအရာကိုတွားပြီးတော့ဖတ်လို့ရရပေါ့နော်ဒီမှာဆိုလို့ချင်း content monetization ဆိုပြီးတော့ကျွန်တော်ဒီမှာရှိတယ်အဲ့ဒီအောက်မှာကျွန်တော်တွေကဒီမှာလာပြီးတော့ဟိုဖတ်လို့ရရပေါ့နော်ဒီမှာလမ်းမောဆိုတာနှိပ်ပြီးတော့ကျွန်တော်ဖတ်လို့ရတယ်အဲဗီဒီယိုဆိုလို့ရှိရင်လည်းဗီဒီယိုဘယ်နှမိနစ် ပေးတယ်နောက်တစ်ခုကဗီဒီယိုရဲ့ frame ဒီဘယ်လိုမျိုး frame ပေါ့နော်ဒါတွေကအစကျွန်တော်လာပြီးတော့အဲတေချာနားလဲအောင်မြန်မာလိုဘာသာပြန်ပြီးတော့ဖတ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ community နဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေအဲလာကြည့်ပြီးတော့ဖတ်တာပေါ့နော်အဓိကအကြောင်းရင်းကတော့အဓိကတော့ကျွန်တော်ကိုယ်ပိုင်ဖွန်ထန့်တွေလုပ်ဖို့လိုတယ်ဒီ community ကိုကျွန်တော်တွေလိုက်နာဖို့လိုပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ